မြန်မာနိုင်ငံမှာငလင်ဘေးသင့်သူတိတ္တသမသက်တမ်းကိုကူညီဖို့ဒေါ်လာ185တန်းတောင်းခံထားပေမဲ့ဒေါ်လာ63တက်သမ8တန်းခန့်သာရရှိသေးကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယူ UNO ချကထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာဖျားပြင်းငလင်ကြီးလှုပ်ခတ်ပြီးနှစ်လကျော်အကြာမှာငလင်ဘေးသစ်မိသားစုတွေဟာနေထိုင်မှုဘဝပုံမှန်ပြန်ဖြည့်ရေးအတွက်အခက်အခဲတွေကိုရင်ဆိုင်ပြီးပြည်လဲထူထောင်ရေးအတွက်ဆက်လက်ရုန်းကန်နေကြရဆဲဖြစ်တယ်လို့ UNOCHA ကဆိုပါတယ်။မန္တလေးနဲ့စကိုင်းတိုင်းမှာရှိတဲ့နေရဲစွန့်ခွာတိန်းရှောင်နေရတဲ့ထောင်ပေါင်းများစွာသောမိသားစုတွေဟာ လူထူတတ်ပြီးလုံခြုံမှုနေတဲ့ယာယီခေလုံရနေရာတွေမှာဆက်လက်နေထိုင်နေရဆဲဖြစ်ပြီးယာယီစခန်းများစွာဟာပြင်းထန်တဲ့ရာသီဥတုတန်ကိုကြံ့ကြံ့ခံဖို့စိတ်မချရတဲ့အတွက်မိုးဦးကျလာတာဖြစ်တာနဲ့အညီဘေးဒဏ်ခံထားရသူတွေအတွက်ဘေးအန္တရာယ်တွေလည်းပိုမိုများပြားလာတယ်လို့ UN OCHA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ယာယီစခန်းနေရာတွေနဲ့ပြန်လည်အခြေချရာနေရာတွေမှာတောက်သုံးရေပဝင်းကျင်တန်ရှင်မှုနဲ့ရေစိုးထုတ်စနစ်တွေလုံလောက်စွာမရှိတာကြောင့်ဝမ်ပြက်ဝမ်ရှောယောဂါနဲ့ အရေးပြားယောဂါတွေဖြစ်ပွားလျက်ရှိပြီးတန်ရှင်းမှုအားနည်းတာ ကြောင့်ကျန်းမာရေးအန္တရာယ်တွေတိုးပွားလာလျက်ရှိရလို့ယူအန်နိုချကထုတ်ပြန်ပါတယ်။ရမုံငွေအခက်ခဲတွေကြားကပဲကုလသမဂ္ဂနဲ့မိဖအဖွဲ့တွေဟာစားနေရိတ်ခါကျန်းမာရေးဆောင်ရှောက်မှုအမိုးအကရှေးအင်တာနဲ့တကူရေးတန်ရှင်းရေးအကူအညီတွေကိုပုံမို့တိုးမြှင့်ဖြန့်ဝေပြီးအရေးပေါ်အကူအညီတွေဆက်လက်ပေးဝေလျက်ရှိကော ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုလည်းဦးစားပေးဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ငလင်ပေးသည့်ပြည်သူတက်တက်သမသက်တမ်းကိုအဓိကထားကွန်ကြီးပေးရဖို့ရည်ရွယ်ထားတဲ့ငလင်အရေးပေါ်ကွန်ကြီးအစီအစဉ်အတွက်တောင်းခံထားတဲ့ဒေါ်လာ295သန်းအနက်ဒေါ်လာ63.8သန်းခန့်သာလက်ခံရရှိသေးကြောင်း UNO ချရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။